တန်ဂိုရီးယားရဲ့အခြေခံဥပဒေဆိုင်ရာတရားရုံးကဝန်ကြီးချုပ်ဟန်တူဆူကိုယာယီသမရအဖြစ်မတ်လ24ရက်နေ့ကပြန်လည်ခန့်ခဲ့ပါတယ်။အခြေခံဥပဒေဆိုင်ရာတရားရုံးကဟန်ကိုဆွဆွပစ်တင်မှုပယ်ချခဲ့ပြီးနောက်ယာယီသမရဂျာရူအတွက်ပြန်လည်ခန့်ခဲ့ခြင်းဖြစ်ပါတယ်။ဟန်ကမူအမေရိကန်ရဲ့ကုန်သွယ်ရေးစစ်ပွဲကိုကြော်ဖြတ်ပြီးအာရှရဲ့စတူဒါစီးပွားရေးအင်အားအကြီးဆုံးတန်ဂိုရီးယားရဲ့စီးပွားရေးကိုပိတ်ကင်သွားဖို့အယုံဆက်လုဆောင်သွားမယ်လို့ကြေညာပြုခဲ့ပါတယ်။ဟန်ကဒီဇင်ဘာလအတွင်းကဆွဆွပစ်တင်ခံထားရတဲ့ တမရရုံစော့ယူရဲ့နေရာမှာအစားထိုးတောင်းထမ်းဆောင်ခဲ့ရခြင်းဖြစ်ပါတယ်။ရိုက်တမရတအုပ်အနေနဲ့ကျွန်တော်တို့ဟာအစိုးရဖွဲ့ကိုတည်ငြိမ်အောင်ထိန်းသိမ်းမှုအကောင်းဆုံးဆောင်တော်မှာပါ။ကုန်သွယ်ရေးစစ်ပွဲမှာနိုင်ငံကျိုးစီးပွားကိုကောက်ကွယ်ဖို့အသိပညာနဲ့လုံနဲ့ဇန်းတွေအလုံးကိုလှုပ်ဆောင်တော်မှာပါလို့ဟန်ကပြောကြားခဲ့ပါတယ်။ကမ္ဘာထည်တီကုန်စည်တင်ပို့တဲ့နိုင်ငံတွေထဲမှာပါဝင်နေတဲ့တောင်ကိုရီးယားဟာအမေရိကန်တမရဒေါ်နယ်ထရန့်ရဲ့အခွန်တွေတိုးမြှင့်ကောက်ခံမှုတွေကြောင့်ဖြစ်လာနိုင်ခြေရှိတဲ့တည်ရောက်မှုတွေအတွက်အသိပြင်ထားပါတယ်။ အမေရိကန်ကတန်ဂိုရီးယားရဲ့တမရီနဲ့အလူမီနီယံတွေ တင်ပို့မှုအပေါ်အခွန်တွေတိုးမြှင့်ောက်ခံခဲ့ပြီးတန်ဂိုရီးယားကလည်းအမေရိကန်ရဲ့ခုံစည်းတွေကိုလာမယ့်လအတွင်းအခွန်တွေပြန်လည်တိုးမြှင့်ောက်ခံမှုစီစဉ်ထားပါတယ်